ကတိသစ္စာတီတော်ခဝေဩစာလေးတန်စီပေါ်တက်၍နွယ်မြတ်တိပေဆေးဖဲ့ဝေကတိသစ္စာတီတော်ခဝေဩစာလေးနဲ့စီပေါ်တက်၍နွယ်မြတ်တိပေဆေးဖဲ့ဝေလောကမှာကတိသစ္စာတရားဆိုတာကလည်းအမှန်တမ်းအရေးကြီးပါလေနော် ကတိတ္တစာတရားဆိုတာအင်တာမအရေးကြီးပါတယ်ကတိတ္တစာတိတော်ခံဝဲဩစာလေးနဲ့စီပေါ်တဲ့ရေနွယ်မြဲတဲ့ပေစိတ်ဖက်ဝီနော်ဒါကအဲဒီကြပြဒီအဆုလေးရှိတာဗောနော်ကတိသေသာတိတော်ခါဝဲဩစာလေးနဲ့စီပေါ်တည့်ရွယ်မြဲ့တဲ့ပေစေဖဲ့ဝီ တခါတော့ကเนาะတိုင်းပြည်တပြည်မှာပေါရိတာဒဆိုတဲ့ပရေเนาะပေါရိတာဒဆိုတဲ့ပရေကလူသားကိုစားမိသွားတယ်เนาะเนาะလူသားကိုစားမိတဲ့အခါပေါ်ရတတာဆိုတဲ့ပရေကလူသားကိုစားမိတော့เนาะနောက်ပဲကြတော့လေလူသားပဲစားချင်တယ်ဒါတခြားဟာဘာမှမစားချင်ဘောเนาะ လူသားမှလူသားလူရဲ့အသံကိုပဲစားချင်တာပေါ့လေအဲ့ဒါနဲ့တော့ဆိုတော့တန်းပြီကနေထုတ်ခါရတာပေါ့တဲသူပြည်သားမှုမှအားလို့ရဲ့သဘောတူညီမှု မကြိုက်မှုမကြိုက်ကြဘူးပေါ့နော်တက်ပြီကနေထုတ်ခါရတယ်အဲ့ဒီဘောရီတာတာကတောတောထဲမှာကြည်လဲပြီးတော့အဲ့လိုပဲလူတွေကိုဓမြတသလူသားစားနော်အဲ့လိုနေနေတာနော်အဲ့လိုမျိုးနေနေတာအဲ့ဒါတနေ့ကျတော့သူက ပရေတွေကိုလည်းအများကြီးဖားထားတာပေါ့နော်ရေပူဆောင်ဖို့အတွက်နော်ပရေတွေကိုလည်းရေပူဆောင်ဖို့အတွက်အများကြီးဖားထားတယ်အဲ့မှာမဟာသုတ္တသောမဆိုတော့နော်ဖရာလောကမဟာသုတ္တသောမဆိုတော့မင်းပေါ့နော်အဲသူ့ကိုဖားထားတာပေါ့သူတို့ကပညာသိဖဲ့ဆိုတော့တငယ်ချင်းတွေပဲဒါမဲ့သူကအဲ့ဒီမဟာသုတ္တသောမနော် ဖရာလောမင်းကိုသူကဖမ်းလက်တယ်နော်အဲ့မှာဖရာလောမင်းကမာတူတာတောင်းမမင်းပေါ့နော်သူကဖရာလောဘာပြောလဲဆိုတော့သူကတဲ့ဒီပုံနာဆရာကြီးတွေရှိမှာပေါ့နော်ကန္ထာတပုတ်ကအတပြတထောင်ဒါတဲ့ကန္ထာလေးကန္ထာတပုတ်လေးရဲ့အတပြတထောင်ပေါ့နော်အဲ့လိုမျိုးကန္ထာလေးဖို့ရှိတယ်အဲ့ဒီဟာကိုနာယူဖို့သူကဂတိဖို့ပြုထားတာနော်ဂတိကဖို့ပြုထားတာ အဲ့ဒီတရားကိုသွားပြီးတော့နာယူမယ်ပြီးသူပြလာတော့လေနော်အဲ့ဒီအချိန်မှာမဟာသုတသောမမေကပောရိတတရဲ့လက်ထဲမှာလက်ထဲမှာနော်သိရမယ်နော်သူကအသက်ခါရမှာပေါ့လေနော်ဒါပေမဲ့သူကပောရိတတကိုသူတောင်းဆိုတယ်ပေါ့နော်သူဂတိပေးတယ်ပေါ့နော်သူဂတိပေးတယ်ငါနော်ကျွန်တော်မျိုးပေါ့နော်ဒီ ဒီမှာဟိုတရားနာဖို့ထားပါတော့တရားနာဖို့ပေါ့နော်သူကကာထာတပုတ်ကအသက်ပြတထောင်လောက်တာတယ်တဲ့အဲ့လိုကာထာလေးဖို့ကိုနာယူဖို့နော်တရားနာယူဖို့ရှိတာပေါ့နော်အဲ့ဒါသူခဏခွေ့ပြပေးပေါ့နော်ခွေ့ပေးသူပြပြီးတော့တရားနာယူမယ်ပြီးသူပြလာမယ်အဲဒါမဟာသုဒ္ဓတော်မမေကတောင်းဆိုတာမဟာသုဒ္ဓတော်မမေကတောင်းဆိုတာနောက်ပဲကြတော့လဲမယုတ်တဝဲယုတ်တဝဲနဲ့ ဲပေါ်ရတတာကမဟာသုဒ္ဓသောမမင်းကိုလှုပ်ပေးလိုက်တာပေါ့လေနော်ခွေပြုတ်ပေးလိုက်တာပေါ့အဲ့ဒါနဲ့မဟာသုဒ္ဓသောမမင်းကပြသွားတယ်တရားနာတာပေါ့နော်တရားနာတဲ့ဆရာတွေကိုတိတ်ချပူဆော်ပြီးတဲ့အခါမှာပြလာတယ်ဟာပြလာတဲ့အခါမှာပေါ်ရတတာကအော်ဟောသွားတယ်ဟာဒီလူကနော်တကယ်နော်သိရမယ့်ကိစ္စနေတာပေါ့တကယ်ပဲပြန်လာတာပေါ့နော်တကယ်ပဲပြန်လာတယ် တရားမှမကြောက်ဘူးလားပြောကြည့်အဲမဟာတုတ္တသောမမေးပြောဖို့ရဆိုတော့သူကနော်တဲပြီပေါ်မှာလက်တာဝတ်ကြည့်တယ်တဲသူပြီးသားပေါ်မှာလက်တာဝတ်ကြည့်တယ်အားလုံးကိုပေါ်မှာတာဝတ်ကြည့်တဲ့အတွက်တရားမှမကြောက်ဘူးပဲနော်တရားမှမကြောက်ဘူးတိတရကတွေမှာဆိုရင်နော်တိတရကတွေမှာဆိုရင်ဘာတွေကိုတိက္ခာစာထုတ်ယူကြလဲဆိုတော့ဂတိတစ္ဆာနော်တစ္ဆာတရားဂတိတရားကို ခံမြောင်းထားရတယ်ဗောနော်ဂတိတစ္ဆာဂတိတစ္ဆာတီတော့ခါဂတိတစ္ဆာတီတော့ခါဝဲဩစာလေးနဲ့စီပေါ်တဲ့ညွယ်မြက်တစ်ပေစစ်ဖက်ဝီတဲ့မဟာသုဒ္ဓသောမမြေကအေမဒါမှာဂတိတီတယ်နော်လာမယ်ပြလာမယ်ဆိုပြလာမယ်နော်အသခါရမယ်ဆိုအသခါအသခါရပါစေပြလာမယ်နော်အဲ့လိုဂတိတစ္ဆာတီရခါအဲလောကမှာအေမဒါမှာအရေးကြီးတယ်နော်ဘာပဲလို့လို့လူတယောက်က နော်ဂတိတစ္ဆာတရားကအရေးကြီးတာပေါ့နော်ဂတိတစ္ဆာတရားကအရေးကြီးတယ်နော်ဂတိတစ္ဆာမတည်တဲ့ခါဘာဖြစ်လဲကိုယ်စကားကိုသူများမယုံကြည်တော့ဘူးဥပမာအန်လူနှစ်ဖက်နော်စစ်ဖြစ်နေတယ်နော်စစ်ဖြစ်နေတယ်ဒါဆိုရင်ဈာမသူတို့ကိုဆက်သွယ်ဖို့ကတာတမာတွေရှိတယ်တာတမာဆိုတာကနော်သူ့ဖက်ကိုယ်ကမစရဘူးနော်တာတမာကိုဆိုတာနော် အဲ့ဒီပုံမှာလေခတိသစ္စာဆော့တီရတယ်တာဝူစီရတယ်နော်နောက်ပြီးတော့တချို့နိုင်ငံတွေမှာအဲ့လိုပေါ့နော်ဟိုဘေးတွေပါလေကျုံနေရတယ်ဒီဖက်ဟိုဖက်စစ်ဖြစ်နေတာပေါ့နော်စစ်ဖြစ်နေတဲ့ဟာကိုဒီမဟာတုဒ္ဒသောမမင်းရဲ့မဟာတုဒ္ဒသောမမင်းရဲ့ဝတ္ထုကိုကြည့်ပြီးတော့ မာသုတသောမမင်းရဲ့ဒီဝတ္ထုနဲ့ရှေ့ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ကတိတ္တစာတီတော်ခါဝဲဩစာလေးနဲ့စီပေါ်တဲ၍နှွေမြက်တစ်ပေဆေးဖက်ဝီဤတဲ့နော်ဆေးဖက်ဝီလူလူနှစ်ယောက်မှာကတိုးပေါ်ထိတ်ွက်ဆိုတာရှိတယ်နော်ကတိုးပေါ်ထိတ်ွက်ဆိုတာရှိတယ်မကောင်းတာလှုပ်တာလှုပ်တာချီတူရတော့မှဒီကတိတ္တစာတီရတာပေါ့နော် မင်းကငါနဲ့မင်းမကြုံနဲ့ငါကမင်းနဲ့မင်းမကြုံဘူးအဲအဲ့လိုမျိုးနော်ငါတို့ပဲကလာနဲ့ပဲကလာတီမပြစ်ခတ်ဘူးအဲ့လိုဆိုကတိတ္တစာတီးရတယ်နော်ကတိပေးလဲကတိကိုဖျက်လဲဆိုရင်ဒါကတိတ္တစာမတီးဘူးမကောင်းတာလောက်တာချေတူရတော့တူရတော့မကတိတ္တစာဆိုတာတီးရတယ်နော်ကတိတ္တစာဆိုတာတီးရတယ်ကတိတ္တစာကအရေးကြီးတယ်ကတိတ္တစာမတီးတဲ့အတွက်အလေးအမြတ်နော်သူတို့ဘာရဲ့ လေးစားမှုကိုမခံရဘူးကပ္ပမှာနော်ကပ္ပမှာဒီလိုမျိုးဆိုးရွားတဲ့ခေါင်းဆောက်တွေအများကြီးရှိတယ်ဒါပေမဲ့သူတို့ရဲ့တမိုင်းကြောင့်မှာဂတိတ္တစာတိခဲ့တာတွေရှိတယ်အဲ့ဒါကြောင့်လူတွေကလေးစားတာတချို့ဆိုနော်ဘယ်လိုပဲဆိုးဆိုးဂတိတ္တစာအတိုင်းလှုပ်တယ်ပေါ့နော်အဲ့ဒါသူများသူများတွေရဲ့လေးစားမှုကိုခံရတာပေါ့နော်တချို့ဆိုတော့ အဲ့ဒါကြောင့် WHO ချုပ်တဲ့လူတွေမှာနော်ဘယ်သူပဲဖြစ်ဖြစ်နော်ကတိတစ္ဆာတရားကိုစောက်ထေးဖို့ပေါ့နော်ပေးထားတဲ့ကတိကို မဖြတ်ဖို့အရေးကြီးတယ်နော်မိသူမဆိုပေါ့နော်ပေးထားတဲ့ကတိကိုမဖြတ်ဖို့လူအချင်းချင်းမှာလည်းစီးပွားရေးကြီးပွားရေးလူမှုရေးပါတာရေးနော်ကတိပြုထားတဲ့ဆိုရင်နော်အဲ့ဒီကတိတစ္ဆာတီးဖို့လိုတယ်ပေါ့နော်ကတိကိုမဖြတ်ရဘူးကတိဖြတ်ရင် နောက်ခါနောက်နောက်ပိုင်းဆိုရင်ကိုကိုလူရုပ်ကြည့်ဘူးမရှိတော့ဘူးဘာဖြစ်လဲဆိုတော့ဂတိမတီလို့နော်အဲ့ဒါကြောင့်ဂတိတစ္ဆာတီတော့ခါဝဲဂတိတစ္ဆာကအရေးကြီးတယ်နော်ဂတိတစ္ဆာတီတော့ခါဝဲဩစာလင်းနဲ့စီပေါ်တဲ့၍နွယ်မြဲတဲ့ပေစိဖက်ဝေဤတဲ့နော်ဒါကြောင့်နော်ဂတိတစ္ဆာတီတဲ့ရဲရဲတဲ့မဟာသုရတောမမေလို့အားလုံး နော်ဒီဘက်ပေါ်မှာကတိတိစ္ဆာတည်နေကြပါစေနော်